ဒါပေမဲ့အန်တီရဲ့ဓာတ်ရဲ့ပြောတွေအကုန်လုံးကတဲတဲရင်တို့ဖြစ်သွားခဲ့ရပါ යි ဟိုင်တငယ်ချင်းတို့ရေဒီနေ့ cash ပြောပြတော့မယ်အကြောင်းအရာကတရုတ်ပြည်မှာအရန်နဲ့မြည်ကြီးွားတယ်အမျိုးသမီးတယောက်ပေါ့ယောက်ျားလေးနဲ့ယောက်ကဟိုကစားရင်းနဲ့ပေါ့နော်အရန်ကိုမှ viral ဖြစ်သွားတဲ့ကိစ္စပြောပြတော့မှဖြစ်ပါတယ် အဲ့တော့အမျိုးသမီးတယောက်ရှိရယ်သူ့နာမည်က CC ပေါ့နာမည်အရင်ကတော့ Shangji Shangji ပေါ့နော်သူကတော့ TikTok star ပေါ့သူက TikTok star ဆိုတာအဲ့လိုမျိုးတယောက်ပြီမှာဆိုရင် ကောင်မလေးတွေကို entertainment company တွေကနေခေါ်ပြီးတော့မှ TikTok account တွေဖွင့်ပေးတယ်ချင်းနေနဲ့ကာခိုင်းနေအဲ့လိုမျိုး setting နေနဲ့လောက်တာသူကတကယ်ကြီးကိုအကြီးကြီးကြီးလောက်တာလေး အဲ့လိုမျိုးသူကနာမည်ကြီးရဲ့ကောင်မလေးပေါ့ချော်လဲချော်တာကိုအရင်ချော်ပါတယ်အဲ့ဒါနဲ့သူကအဲ့ entertainment ပိုင်ရှင်ဒီ company ရဲ့ပိုင်ရှင်ပေါ့နော်သူနာမည်ကို Chris လို့ပြောလိုက်မယ်သူနာမည်အစ်စ်ကတော့ WC WC ချောင်းပေါ့အဲ့တော့သူကကျတော့ပိုင်ရှင်ပိုင်ရှင်ဆိုတော့ CC နဲ့ခြိုက်သွားကြရောသူကသိမလားခြိုက်သွားကြတဲ့အချိန်မှာ CC ကိုသူက company ရဲ့တန်ပါဆန်ရှယ်ယာပေးပြီးတော့ဂျန်နဲ့90ရာခိုင်နှုန်းက ဒီကလူပါပဲအဲ့ဒီက WC ကျောင်းကပဲယူပါပေါ့နော်အဲ့တော့ W လို့ပဲပြောလိုက်မယ်အဲ့ကောင်လေးကကျတော့သူကလည်းပတ်စံရှိရပေါ့နော် entertainment တော့ပိုင်တာဆိုတော့ millionaire ပေါ့ဒါလည်းသူ့ millionaire လို့ပြောလိုက်မယ်အဲ့တော့ millionaire ရောက်ရီးစားကသူ့ရီးစားပေါ့အဲ့လိုနဲ့တရက်မှာ CC ကသူ့ရီးစားနဲ့အတူတူနေရပေါ့နော်သူတို့တိုက်ခိုက်တစ်ခုမှအတူတူနေကြရဲပြီးတော့သူတို့သူ့ရီးစားကျတော့ရုံးခန်းကြီးကြီးတစ်ခုလည်းပိုင်နေဘာလို့ဆိုတော့သူတို့ကဒီ entertainment company ကို TikTok မှာကောင်မလေးတွေကိုနာမည်ကြောင်းလုပ်ပေးရလေး အဲ TikTok မှာကောင်းမလေးတွေအလိုကားလာမျိုးတွေရဲ့လိုမျိုးပေါ့လောက်တဲ့ခါကျတော့ CC ရအထက်တယောက် CC ရအထက်နာမည်ကြီးပြီးချော်ရတယောက်ပေါ့အလိုနဲ့ CC မေရတဲ့မှာဖုန်းဆက်လာ CC ကိုဟေးတမီရွာဟိုသူတို့နေရာကိုပေါ့နော်ခဏပြန်ခဲ့အောင်မြို့ခဏပြန်ခဲ့အောင်ဒီမှာတမီကို blind tag လုပ်ဖို့စီစဉ်ထားတယ်ယောက်ျားလေးတယောက်ရှိရဲ့အဲ့နဲ့တူတမီကလည်းပြန်တော့တယ်ပေါ့တူမီကခေါ်တော့ယောက်ျားလေးတယောက်နဲ့ blind tag လုပ်တယ်အဲ့ယောက်ျားလေးနာမည်ကကျတော့ စံဂျူပေါ့နော်အတူကကျတော့ပဆိုင်ရန်ချန်တာဘီလီယံနာပေါ့ဘီလီယံတူမိပါရီကချန်တာတူချန်တာလာမဟုတ်ဘူးတူမိပါရီဘီလီယံနာဘီလီယံနာဆိုတကယ်ကြီးကိုချန်တာလာပါជីជីတက်ချန်တာလာပေါ့အားလည်းတူကကြိုက်သွားကြရပေါ့တူကလည်းပထမအဆုံး blind date မှာပဲကြိုက်သွားကြရတယ်အတူရီစားနှစ်ယောက်ရှိသွားရပေါ့နော်စီစီကပထမတစ်ယောက်ကသူ့ရဲ့ဒီ entertainment ကအပိုင်ရှင်အဲ millionaire boyfriend ဒုတိယတစ်ယောက်ကတော့သူ blue အမေကြောင့်မို့ blind date လုပ်နေတွေ့ပါရတယ် billionaire boyfriend boyfriend ဆိုတာရီစားပေါ့ အဲ့တော့သူ့မှာရေးစားနှစ်ယောက်ရှိသွားဆိုတော့သူပြန်လာခဲ့ပေါ့သူ့နှဟိုရှိရမျိုးပြန်လာခဲ့ပြီးမှသူကသူ့အမေကိုတော့သူကပြောပြလိုက်တယ်သူ့မှာရေးစားနှစ်ယောက်ရှိရဲ့ဆိုတော့သူ့မေးသိရသူ့မျိုးဒီအဲ့လိုနဲ့သူကဘာလုပ်လဲဆိုတော့ဘီလီယံနာဝိုင်းဖရန့်ရဲ့အမေတွေကလည်းစီစီကိုအရန်တဘောကြတာအရန်ချစ်ကြတာအဲ့မှာဘာဖြစ်တာလဲဆိုတော့စီစီရဲ့ရေးစားအဲ့ဘီလီယံနာကောင်လေးကစီစီပေါ်မှာဖောက်ပြန်တာဖောက်ပြန်တာကိုစီစီကမိသွားရော မိဘခါကျော်စီစီပန်းပြောပဲနဲ့သူတင်တာကိုပြန်လာတယ်။သူအဲ့မှာသူရင်းနေရနေရပေါ့။သူရီစာဟောင်းမီလီယံနာနဲ့နေရနေရလို့ပြန်လာတယ်။ပြန်တိုင်းမှာသူကဘီလီယံနာအကောင်လေးရဲ့အမေအဖေတို့ဖုံးဆက်တယ်ပေါ့။သူပါဖုံးဆက်ပြီးပါပြောလဲဆိုတော့အန်တီပေါ့။အန်တီတို့ကကျမပုံမှာအရန်နှွေထွေးပါရဲ့ပေါ့။အန်တီတို့နဲ့အတူတူနေရရက်တည်းအရန်ကိုပျော်ရှင်ရပါရဲ့ပေါ့။အန်တီရဲ့တားကိုလည်းကျမကကျမရဲ့စင်ရဖက်တယောက်လို့ကိုကျမချစ်တယ်ပေါ့။ ဒါပေမဲ့အန်တီရဲ့ဓာတ်ရဲ့ပြောတွေအကုန်လုံးကတဲတဲရင်တို့ဖြစ်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အန်တီရဲ့အန်တီသားကကျမပေါ်မှာဖောက်ပြန်နေတယ်။အဲ့လိုမျိုးစာလေးပို့လိုက်တယ်ပေါ့။အဲ့လိုပို့လိုက်တဲ့အခါကျတော့ဘီလီယနာကောင်လေးနဲ့ဘီလီယနာရီစားနဲ့ဘီလီယနာရီစားရဲ့အမိဘတွေကချက်ချင်းလင်းရင်နဲ့နော်။အဲ့ကောင်မလေးစီစီရှဲနေအောင်တွားပြီးတော့မှတောင်းပန်ကြတယ်။တောင်းပန်မှာတော့မဖြစ်စရာပါဘူးမိဘတွေကဆက်လာတောင်းပန်တာနော်ကျမကျမဒီဘီလီယနာကောင်လေးပေါ့နော် ဲ့ဒီ thank you ကိုခွန်လို့ပေးပါအဲ့လိုမတောင်းဆိုတဲ့ခါကျတော့သူကအင်းအင်းဆိုခွန်လို့ပေးလိုက်တယ်ပေါ့မိဘတွေကထီတောင်းပန်တာဆိုတော့လေမိဘတွေကလည်းစီစီကိုအရန်ချစ်ကြတီလီယန်နာမိဘတွေကဘာလို့ချစ်တာလဲဆိုစီစီကကုမ္ပဏီတစ်ခုလုံးပိုင်နေပေါ့စီစီကရုံးခန်းတွေလည်းရှိရဲပေါ့ပြီးတော့စီစီကအလုပ်တမားတွေလည်းရှိရဲဆိုတော့ထင်ကြီးနေကြတကယ်တမ်းတော့စီစီကသူ့ရီးစားပထမရီးစားမီလီယန်နာရီးစားရဲ့တန်ပါဆန်လောက်ဒီကုမ္ပဏီရဲ့ဆယ်ရာခိုင်နှုန်းလောက်ပဲသူကပိုင်တာ ဒါနဲ့သူပိုင်နေလို့ထင်ပြီးမမီလီယနာအာကောင်းလေးရဲ့အဖေမိနာသူ့ထင်းနေကြီးပြီးတော့အကြကြပေါ့အလုံးနဲ့တရက်မှာစီစီကအဲ့ဒီဟာသူ့ရင်ရီစာမီလီယနာနဲ့မီလီယနာ ကောင်းလေးရဲ့အိမ်မှာမနေတော့ဘဲနဲ့အင်းတော့သူ့အတူတူနေတာဟုတ်သခန်းထဲမှာမနေတော့ဘဲနဲ့သူကအဲ့ဒီကဘီလီယနာကောင်းလေးတိုက်ခတ်မှာပဲသွားနေတော့ပါဘီလီယနာကောင်းလေးကပိုချမ်းလာတဲ့ခါကျတော့ပိုကောင်းတဲ့တိုက်ခတ်ထဲမှာနေကြတာပေါ့ တနေ့ရဲ့အခါကျတော့ဒီပေးလင်းတာကောင်းလေးမရှိတဲ့အချိန်ဒီမှာဆိုရင်နဲ့စစ်စီကဘာလုပ်လဲဆိုတော့အဲ့တူရဲ့အရင်ရီစာအရင်ရီစာပထမရီစာပေါ့တို့ရီစာနှစ်ယောက်တပြိုင်နက်ထားတော့အဲ့လိုမီလီယနာရီစာကိုမီလီယနာရီစာကိုသူကအဲ့ဘီလီယနာရီစာနဲ့အတူတူနေတိုက်ခိုင်းကိုခေါ်ခေါ်ပြီးတော့မှသူတို့အတူတူနေတယ်တဲ့အဲ့လိုမျိုးဒီနှစ်ယောက်မရှိဘူးဒီနှစ်ယောက်လည်းမရှိဘူးဆိုသူတိုက်ခိုင်းမှာတခြားကောင်းလေးတွေခေါ်ပြီးတော့နေရတဲ့သူအဲ့လိုမျိုးပြောမစို့တကယ်ကြီးကွာ ောက်ကြတွေကိုကစားနေတဲ့ player မဟုတ်ဘောအရန်ကိုကစားရတဲ့အမျိုးသမီးလေးပေါ့ချချောလေးအလိုနဲ့တကယ်တော့ဖြစ်ချင်တော့စီစီကိုမိတာဘလို့မိရလဲဆိုတော့စီစီရဲ့ယုံခန်းကိုဘီလီယနာကောင်လေးကရောက်လာတာအဲ့ဒီအချိန်မှာစီစီရဲ့ယုံခန်းမှာစီစီကသူ့အရင်ကြီးစားမီလီယနာကောင်လေးနဲ့ရှိနေတာအဲ့နဲ့သူကဘာပြောလိုက်လဲဆိုတော့မီလီယနာကောင်လေးကိုငါရဲ့ မောင်လေးလာမှာအဲ့တော့နင်းငါရေးစားလို့မျိုးမနေနဲ့တိတ်ငါမကြိုက်လို့ငါဘေဘီတွေပါရင်မခေါ်နဲ့ဒါဆိုငါမောင်လေးရှိမှဆိုတော့ငါမနေတတ်လို့ဆိုပြီးအဲ့လိုပြောလိုက်တာသူ့ရဲ့မီလီယနာရေးစားကိုကြတော့သူ့ရဲ့ဘီလီယနာရေးစားကိုကြတော့သူကဘာပြောလဲဆိုဒါငါရဲ့လုပ်ငန်းပါတနာလေးလေးစားစားဆက်ဆံငါလုပ်ငန်းပါတနာရဲ့အရှိမဟိုလိုမျိုးတွေအဲ့လိုမျိုးဘေဘီတွေပါညာရှောက်မခေါ်နဲ့ပေါ့မကောင်းဘူးပေါ့အလုပ်ရှင်ရှိမှဆိုတော့ပေါ့အဲ့လိုမျိုးပြောထားတာအဲ့လိုပြောထားတာ ਨੇ ဒီကောင်လေးနှစ်ယောက်ကအချင်းချင်းနဲ့တွေ့ယူပြီးွားရင်ချင်းချင်းစကားလည်းပြောကြတာနဲ့သူတို့တယောက်စလုံးကစီစီရဲ့ရီးစားတွေဆိုတော့သူတို့ကိုသူတို့မတီးကြစီစီကအရင်ဆုံးကစားထားပလေးထားမီလီယနာကောင်လေးကိုလည်းအင်းဒါကတော့ငါရဲ့မောင်လေးပါပေါ့မီလီယနာလေးကငါမောင်လေးပါပေါ့မီဘီလီယနာကောင်လေးလည်းဒါကငါလုပ်ငန်းပါတနာရှင်ကြီးပါပေါ့ရေးကြီးရယ်ပေါ့အဲအဲ့လိုမျိုးရွှီတာစီစီက အော်ဖြစ်စဉ်ဟာဘယ်မှာစဟာဖြစ်တာလဲဆိုစီစီကကိုဝင်ရအောင်အရမတော်တဆဘလူးနဲ့ရလဲတော့မသိဘူး तू ကဒီဘီလီယံနာကောင်လေးနဲ့မီလီယံနာကောင်လေးမရှိလဲရှားကောင်လေးနဲ့အတူတူနေရဆိုတော့ကိုဝင်ရရွာရွာခါကျခရစ်ကိုပြောပါဘောနော်ခရစ်ဆိုတာအဲ့ရမီလီယံနာကောင်လေးကိုပြောမီလီယံနာကောင်လေးကပြောလဲဆိုတာ သူ့ရဲ့ဒီ entertainment ပိုင်ရှင်ပေါ့သူပြောဟာနင်းကြောင့်ကိုရွာဝိုင်းပေါ့ပဲဖြစ်တဲ့ဖြစ်တဲ့ပေါ့အဲ့လိုပြောတော့ဟိုကောင်လေးကလည်းညားတယ်ပေါ့ငါနင်းကိုတာမတ်မတ်မြန်မတ်မတ်လက်ထပ်ပေါင်းတင်းမမဲပေါ့ငါပြဆက်နေလည်းအများကြီးရှာမယ်ပေါ့သူအဲ့လိုမျိုးပြောတာ crash ကအဲ့ဒီက million ကောင်လေးကသူပထမအကြီးစားပေါ့ entertainment ပိုင်တဲ့ကောင်လေးကဒါပေမဲ့တည့်ရတိုင်းပဲစီစီကပတ်ဆက်မတယ်လေသူက billion ကောင်လေးကိုလက်ထပ်သွားတာ billion ကောင်လေးကပတ်ဆက်မှုရှိတာ哦မိဘတွေကလည်းတဘောတူးတယ်ဆိုတော့လေအဲ့မှာစီစီကလက်ထပ်တဲ့အချိန်မှာ တို့ကအဲ့လက်ထပ်ပွဲကြီးကိုလိုင်းပေါ်မှာလွှဲနေလူတွေရှိတာပေါ့နော်အဲ့လိုမျိုးလွှဲနေတဲ့အချိန်မှာအမမ ဒီသူ့ရဲ့ပထမရေးစာမေလင်နာကောင်လေးကမြင်လိုက်တယ်သူ့ရေးစာစီစီရေးရနောက်သူပြောတယ်သူ့ရဲ့မောင်လေးဆိုတဲ့ကောင်လေးနဲ့မင်္ဂလာဆောင်နေတဲ့ပုံမျိုးဗီဒီယိုဖိုင်ရေးသူတွေးလိုက်တယ်အဲ့ဗီဒီယိုထဲမှာဆိုရင်သူတို့မင်္ဂလာဆောင်နေတယ်ပြီးတော့အမဒီကောင်လေးမေလင်နာကောင်လေးကနင်းစီပန်996ဝင်းကိုစီစီအတွက်လက်ဆောင်ပေးတယ်အပြော projector ကြီးတစ်ခုလုံးမှာသူ့ရဲ့ရေးစာပုံနဲ့သူ့ရေးစာရဲ့မောင်လေးလို့တီးရတယ်တကယ်တမ်းစီစီရဲ့ရေးစာ ဘီလီယံနာအကောင့်လေးနဲ့ပုံမင်္ဂလာဆောင်ရွက်ပုံတွေ့တော့ crash အဲ့ဒီကမီလီယံနာပထမရည်စားလေးက crash ပေါ့နော် crash ကလုံးဝစိတ်တုပ်ပြီးမှပြီးပြီးတော့မှအဲ့ဒီမှာမင်္ဂလာဆောင်မှာတော့ဖြတ်တာပွဲတော့ဖြတ်တာပေါ့ဖြတ်တဲ့ခါကျတော့လူတွေကဟာဒီကောင်လေးကဘာလဲဟာပေါ့ပွဲဖြတ်တာပဲဆိုပြီးတော့ရဲတွေကဖမ်းသွားကြပေါ့တူတော့ဖမ်းသွားကြတဲ့ခါကျတော့ရဲတွေအဖြစ်မှမတည်အမကောင်မလေးစီစီကပြောလဲဆိုအဲ့ဘီလီယံနာကောင်လေးရဲ့အမေတွေကိုအဲ့ကောင်လေးကအဲ့ကောင်လေးကယူနန်နဲ့မှာဘောဘောငါ့ကို ง่าย H บอกง่าย H บอกพี่ง่าวนั่นไม่พี้ยชิงโนบอกง่ายมิงลาบไปแล้วพี้ยดาบอแล้วชูเรียอะไรเอ้พอไอ้กังเลียคนมีว crazy fan ล่ะมันคือ crazy fan สว่าซีซีอันทำไมจีเราดีจ็กมานั่นไม่จีเราตู้จะมีใจมีใจเนี่ยกางเลียมิงลาบไปแล้เพี้ยดาบอแล้วมีเทน่าบอน้องเปลี่ยนนะมีอะไรสักอะไร အားနဲ့အဲ့ဒီကမီလီယနာကောင်လေးရဲ့ရဲလို့ရှင်းပြလိုက်တယ်နင်တို့မသိပါဘူးပေါ့ရဲစခန်းကြောင့်မှရှင်းမယ်တကယ်တော့အဲ့ဒီစီစီဆိုတဲ့ကောင်မလေးကငါ့ရင်းစားပေါ့ငါကသူကိုဝင်ရှိပြီဆိုတော့ငါသူ့လက်ထပ်မလို့လို့ဒါပေမဲ့သူကသူ့မောင်လို့ငါ့ကိုလိန်ထားတယ်သူရည်စားနောက်တစ်ယောက်နဲ့လက်ထပ်သွားလို့ငါမင်္ဂလာပွဲလက်ဖြတ်တာပေါ့ငါတော့ငါပလေးခံလိုက်ရပါပေါ့ ။အဲကကျွန်မရဲတွေကလည်းတို့လွတ်ပစ်လိုက်တာပေါ့။လွတ်ပစ်လိုက်တဲ့ချိန်မှာအဲဒီမီလီယံနာကောင်လေးကဒီတိုင်းမကျင်းနိုင်နိုင်ဘူးပေါ့ဒီကောင်မငါ့ကိုငါ့ကိုကြောပြစ်သွားပြီးမှတခြားတယောက်ကိုလည်းထတ်သွားဆိုပြီးတော့အဲဒီစီစီရဲ့ဖုန်းအဟောင်းတစ်ခုကသူ့အိမ်မှာကြံနေတာ။အဲ့ဖုန်းထဲမှာသူက conversation တွေအများကြီး PDF ထုတ်ပြီး WeChat ပေါ်တင်လိုက်တာ။ကောင်မလေးရဒီကောင်လေးနှစ်ယောက်ကိုဘလို့တွေကစားတယ်ဘလို့တွေပလေးတယ်သူ့အမေကိုလည်းဒါတွေအကုန်လုံးသူ့အမေကသိရဲအားတွေအကုန်လုံးကိုစီစီကစီစီကအချက်ခွဲခံလိုက်ရဝီချက်ပေါ်မှာ သူ့ရဲ့ပထမရည်စားမီလီယနာအဲ့အန်တာတိန်မန့်လုပ်တဲ့ကောင်လေးကဖောက်ချပလိုက်တာအဲ့နဲ့အကောင်လေးကိုရဲတွေက6ရက်တိတိဖမ်းခံလိုက်ရပါဆန်နယ်လည်းဒီအရန်ပါလို့ဆိုပြီးတော့အဲ့မှာစီစီကလိန်တာပေါ့နော်မဟုတ်ဘူးမဟုတ်ဘူးပေါ့ဒီကောင်ဒါရက်အဲ့လိုကုံတော့ကအလိန်ညားတဲ့အတူတွေပေါ့မဟုတ်ဘူးပေါ့အဲ့လိုပဲပြောရပေါ့နော်အဲ့နဲ့ဘီလီယနာကောင်လေးကလည်းဟုတ်တယ်ပေါ့ငါ CC ဝဲချစ်တာ CC ကိုလက်ထပ်ပြီးတာအဲ့တော့ငါ CC နဲ့ပဲနေမယ်ပေါ့ဒါနဲ့ဒါတွေအကုန်လုံးသတင်းမှာအရန်ပြတ်ပြီး viral ဖြစ်သွားတာတေးဥပြီးပါလေအခါကျတော့လူတွေကပြောကြပေါ့ဘီလီယနာ ဘီလီယံနာမိသားစုရဲ့မိခင်နေဖခင်လို့ပြောပါတော့။ဟဲ့နင်တို့ချွေမအဲ့လိုမျိုးကြီးဆိုနင်တို့ချွေမနာမည်ကျင်းတာနင်တို့ချွေမပတ်တဲ့နေဖြစ်တဲ့ဆိုတော့သူလည်းရှက်လာပါတော့။ရှက်လာတဲ့အခါကျတော့သူတို့တောင်းပြောလိုက်တယ်။မင်းအမွေယူမလားဒါမှမဟုတ်ဒီမိမောက်ကိုကွရှင်းမလားပေါ့။အဲ့တော့စဉ်းစားကြည့်အဘီလီယံနာကောင်လေးကသူအရန်ချစ်ပါဆိုစီစီကိုကွရှင်းလိုက်တယ်ပေါ့။ဒါဆိုသူအမွေပုံမတ်တယ်လေသူမိမတက်ကော။အာနဲ့လေကိစ္စလေးကအဲ့လိုအဆုံးသတ်သွားရပေါ့နော်။ CC ကတော့အခုဆိုရင်တော့တူတူဘာလဲလုံးနေနေတော့မတည်ဘူးပေါ့ တေချာတို့ကတော့သူလည်းနောက်ထပ်ကောင်းလေးတယောက်ရှာရင်ရှာနေမှာပေါ့ဒါမှမဟုတ်တော့တယောက်ရှိပြီးဒါဖြစ်ဖြစ်မှာပေါ့အာနဲ့တူစာသူ့ရဲ့ပထမကြီးစာမီလီယံနာကောင်းလေးရောဒုတိယကြီးစာဘီလီယံနာကောင်းလေးရောသူဆုံးရှုံးသွားရတာပေါ့နော်တနာဝါးအဲ့တော့အဲ့ဒီကနောက်တစ်ခုရှိတယ်အိမ်မင်္ဂလာဆောင်ကိုမင်္ဂလာဆောင်လိုက်ကြည့်ကိုသူ့ရဲ့ပထမကြီးစာမီလီယံနာကောင်းလေးကတွေ့တဲ့ခါကျတော့စီစီကိုဖုံးဆက်ထားတယ်စီစီကိုဖုံးဆက်တော့စီစီကပြောလဲဆိုတော့ ငားတဲ့သူများတက္ကသိုလ်ချင်းမင်္ဂလာဆောင်ရောက်နေလို့ငားကျတတို့တမီးအရင်လုံနေရလို့မအားဘူးတော့ဆိုဖုံချအောင်ဟာတဲ့တကယ်တမ်းသူကတတို့တမီးအစ်စ်တကယ်အားနဲ့သူတင်ရပေါ့နော်အဲကဘာပေါ်ကအကြီးမဆုံးပလေးနိုင်ဆုံးအမျိုးတမီးကိုငား respect ပေးခြင်းလို့ဒီ video for validity PDF ကြည့်လို့ပြီးတင်လိုက်ပါရဲ့ဆိုပြီး WeChat မှာလေသူတို့ပြောထား conversation တွေအကုန်လုံးဒီကောင်မလေးကောင်လေးတွေကြားထဲမှာဘလို့တွေမွေနှောက်ပြီးတော့မှသူ့အမေကြီးကလည်းအကုန်လုံးသိရဲ့ပေါ့နော် အားတွေကုန်လုံးကို WeChat မှာဖောက်ချခံရတာပါရှင်အဲ့တော့ဒီအကြောင်းအလေးကို TikTok မှာတရုတ်မှာပေါ့နော်ဒီ TikTok star ကောင်းမလေးကဘယ်လိုမျိုးကောင်းလေးနှစ်ယောက်ကောင်းလေးနှစ်ယောက်ဟုတ်နော်မီလီယံနာနဲ့ဘီလီယံနာနှစ်ယောက်ကဘယ်လို play ဝါးဆိုတဲ့အကြောင်းလေးကိုအမ်ဒီတိုင်းပေါ့ အတင်းတင်းနေနေတိဆက်ပေးခြင်းဖြစ်ပါရှင် cash ကတော့ catalina ဘီမိုက်ဖရန်ဖြစ်ပါရှင် cash ကတငငချင်းတို့ထမင်းစားရေချုံရင်ဆက်ချုံရင်အနားယူရင်ပြီးနောက်မှာခုတငငချင်းကစကားလာပြောနေသလိုမျိုးနှားထောင်လို့ရအောင်တင်းရဲ့တငငချင်းတွေနဲ့ခုလိုမျိုးပြောချင်တာလေးတွေပြောနေပြီပြောပေးနေခြင်းဖြစ်ပါရှင် cash ချောင်းမို့လို့ပန်းဖြစ်နေတဲ့ချိန်လေးတွေပင်ပန်းနေတဲ့ချိန်လေးတွေမှာနာတော့တာဆင်ရပြီးတော့မှစိတ်ပန်းဖြစ်ရတယ်ဆိုရင်မဲ cash ခုလိုမျိုးပြောရတဲ့ video file လေးတွေရဲ့အဲဒီမဲ့ဆိုရင် အကျိုးကျေးဇူးရှိရပါတော့ cash တွေအဲ့တော့ cash ကိုအများအားအားပေးလို့လည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေနားထောင်ကြည့်နေဆိုရင်လည်းအဲ follow လေးလုပ်ပြီးတော့ support ပေးပါအောင်လို့ပြောချင်ပါတယ်ရှင်အားလုံးပဲတာပြည့်ရှင်နေလေးဖြစ်ပါစေသက်သာ cash ရဲ့ YouTube channel လေးလည်းရှိတယ် Catalina ပြီးမှ friend တို့ရိုက်ရှာပြီးတော့မှ subscribe လေးလုပ်ပြီးတော့နောက်ဆုံးဗီဒီယိုလေးအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်သက်သာ thank you